မင်္ဂလာပါရှင်။ကင်နရိုတီ time သတင်းဌာနရဲ့မေလ14ရက်ဗုဒ္ဓဟူးနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီနေ့မှာနားဆင်ရမှာကတော့မော်ချီဒေတာကိုစစ်ကောင်စီက9ချိန်မြောက်ထမံဘုံကျဲခဲ့ပါရယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အရက်သားထိခိုက်မှုရှိတယ်လို့သိရပါရယ်။မော်ချီမှာ Starlink Wi-Fi ဆက်သိမ်းဆီးမှုအပေါ်မှာ KNDF logo သိမ်းနဲ့ထုတ်ပြန်တာဟာအတုသားဖြစ်တယ်လို့ဆိုပါရယ်။ ကလေးနဲ့အရက်သားပြည်သူတွေကိုကာကွယ်စောင့်ရှောက်တဲ့အနာဂတ်ပြည်တော်စုကာကွယ်ရေးသက် ပေါ်ပေါက်လာဖို့ကြိုးပမ်းရမယ်လို့ KNDF ကတိုက်တွန်းလိုက်ပါတယ်။ညောင်ရွှေမြို့နယ်အတွင်းကခြေရွာအတွင်းကိုစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်နေအိမ်တလုံးနဲ့ဖုံးကြီးချောင်းပျက်စီးခဲ့ရပါတယ်။စရတဲ့တင်တွေကိုတင်ပြပေးသွားပါမယ်ရှင်။ဟောင်ဆောင်မြို့နယ်မိုချီဒီတာတွင်တနေရာကို မနေ့ကမေလ17ရက်နေ့နေ့လယ်တနိုင်ကျော်အချိန်မှာ စစ်ကောင်စီကလေကြောင်းကနေထမှန်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဘုံအလုံးကြီး6လုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီအတွက်အရက်သား2ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပေမဲ့ Kendrawaddy Time အနေနဲ့ကတော့တိကျအတိမပြုနိုင်သေးပါဘူး။လက်ရှိမော်ချီဒေသမှာတော့ Starlink Internet အသုံးပြုခွင့်ပိတ်ပင်ထားတာကြောင့်ထိခိုက်မှုအခြေအနေအပြက်အစီတွေကိုအတိပြုမေးမြန်းနိုင်ဖို့ကခက်ခဲနေပါတယ်။မော်ချီဒေသကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာ အခုတချိန်အပါဝင်ဆိုရင်9ချိန်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာတော့အရက်သား9ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါရီအပြင်မနေ့ကမေလ23ရက်နေ့တရက်ထဲကိုပဲရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်းကနေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီကတနင်္ဂနွေလအတိုင်းအတာအနေနဲ့မေလ31ရက်နေ့အထိအဖြစ်ခက်ရက်စဲကြောင်း ကြီးညာထားပေမဲ့အခုရပိုင်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏလှုပ်ဆောင်နေပါတယ်။ဖောင်ဆောင်မြို့နယ်မိုချီဒေသမှာ Starlink Wi-Fi ဆက်သိမ်းဆီးခံရမှုကို KNDF အနေနဲ့ပြင်းထန်စွာကက်ကွက်ကြောင်းထုတ်ပြန်ချက်အတုတဆောင်မနေ့ကမေလ23ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာတချို့ကနေပြီးထွက်ပေါ်လာပါတယ်။ KNDF logo တစိမ့်နဲ့အဲ့ဒီထုတ်ပြန်ချက်ဟာအတုသားဖြစ်တယ်လို့ KNDF ဘ ਹੁ တတိယနဲ့ပြန်ချားရေးတာဝန်ရှိသူတို့က ကင်ဒရဝတီ time ကိုအတိပြု ပြောကြားထားပါတယ်။အဲ့ဒီထုတ်ပြန်စာထင်မှာတော့ Starlink Wi-Fi set သိမ်းဆီးတာဟာရှီလန်စေမူဝါဒနဲ့လွဲမားစွာတွေးဖဲနေတာကြောင့်ဘေပော့ကိုအဖွဲစီဖြစ်စေမျက်ွယ်ပြုတ်ပြီးနေမှာမဟုတ်ဘူးလို့ပြောဆိုထားတာပါ။ဒါအပြင်ထုတ်ပြန်စာမှာလည်းရက်ဆွဲမပါတာကို တွေ့ရပါတယ်။အခုလိုမျိုးထုတ်ပြန်ချက်အမှားဖြစ်ဝေတာကပြည်သူနဲ့အဖွဲစီကြားမှာရန်တိုက်ပေးနေတာဖြစ်တယ်လို့စစ်ကောင်စီရဲ့ဝါဒဖြန့်လမ်းစဉ်တစ်ခုလည်းဖြစ်တယ်လို့ မော်ချီဒေတာခန်တူကသူ့ရဲ့ထင်မြင်ချက်ကိုပြောပါရယ်မော်ချီဒေတာကိုစစ်ကောင်စီကမကြာခဏလေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့်လုံခြုံရေးအခြေအနေရအုပ်ချုပ်ရေးတာဝန်ရှိသူတွေကအင်တာနက်အသုံးပြုမှုတလားတတိပိတ်ထားဖို့ကိုညွှန်ကြားထားတာပဲဖြစ်ပါရယ်တော်လည်းတပ်ဖွဲ့တွေအနေနဲ့မြန်မာတိုင်းငယ်လုံးမှာရှိတဲ့အရက်သားပြည်သူနဲ့ကလေးငယ်တွေကိုကာကွယ်စောင့်ရှောက်တဲ့အနာဂတ်ပြည်တော်စုကာကွယ်ရေးတပ်တရက်ပေါ်ပေါက်ရေးကို ဂျိုးပန်းချရမယ်လို့ KNDF ကတိုက်တွန်းလိုက်ပါတယ်။စကိုင်းတိုင်းဒီပေရင်မြို့နယ်ဦးထိန်သွင်းကျေးရွာမှာရှိတဲ့စာတင်ကျောင်းလေကျောင်းဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်ကျောင်းဆရာမကျောင်းသူကျောင်းသားတိတ်ဆုံးမှုဖြစ်စဉ်အပါအဝင်စာတင်ကျောင်းနဲ့အရတားပြည်သူတွေကိုစစ်ကောင်စီကတပ်ဖြတ်ကျူးလွန်နေတဲ့အပေါ်မှာမနေ့ကမေလ23ရက်နေ့မှာ KNDF ကသဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ NUG အခွင့်အရေးဆရာဝန်ကြီးဌာနရဲ့စည်ရင်းအရာ ဦးထိန်သွေးကြီးရွာကစာတင်ကြောင်းဘုံကျဲခံရမှုအတွင်မှာတော့တိဆုံးသူ22ဦးရှိပြီးထိခိုက်ဒဏ်ရာရတဲ့သူက40ကျော်ရှိပါတယ်။စစ်ကောင်စီကျူးလွန်တဲ့လောက်ရက်တွေကိုတပ်တွေအဖြစ်သိမ်းဆီးထားပြီးကျူးလွန်တဲ့သူတွေအလုံးကိုလည်းပြင်းထန်စွာအရေးယူနိုင်ဖို့ KNDF အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောထားပါတယ်။စစ်ကောင်စီတပ်ဟာနလင်ဘေးဒဏ်တည်တဲ့ဒေသတွေမှာတလေထူထောင်ရေးလုပ်ငန်းလှုပ်ဆောင်နိုင်ဖို့အပြစ်ခက်ရက်စဲရေးကာလကိုကြီးညာထားပေမဲ့ ပြည်သူလူထုကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြစ်လုပ်နေတဲ့အပေါ်မှာနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အရေးယူဆောင်ရွက်တာတွေစစ်လက်နဲ့ပြစ်စီအထောက်အပံ့သားစီရေးကိုကြိုးပမ်းဆောင်ရွက်ပေးဖို့ကို KNDF ကတိုက်တွန်းထားပါတယ်။ရှမ်းပြည်တောင်ပိုင်းရောင်ရွှေမြို့နယ်အင်းလီဒေသကတောင်ပို့ကွဲကျေးရွာနဲ့ဟိုပန်နောက်ကျေးရွာအတွင်ကိုစစ်ကောင်စီပြစ်ခတ်တဲ့လက်နက်ကြီးချရောက်ပေါက်ကွဲမှုကြောင့်နေအိမ်တလုံးနဲ့ဖုံကြီးချောင်းထိမှန်ပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့မေလ12ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာဖဲခုတ်အခြေဆိုင်စစ်ကောင်စီတပ်ရင်းကနေလက်နက်ကြီး3ချိန်ပစ်ခတ်ခဲ့တာပါ။အဲ့ဒီပစ်ခတ်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့နေအိမ်နဲ့ဖုန်ကြီးကြောင်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး3လုံးကတောင်ပုတ်ွယ်ကျေးရွာဖုန်ကြီးကြောင်မှတစ်လုံး၊ကျေးရွာအပြင်ဖက်မှတစ်လုံး၊ဟိုပန်နောက်ကျေးရွာအတွင်ကိုတစ်လုံးချရောက်ခဲ့တယ်လို့သိရပါတယ်။ညောင်ရွှေမြို့နယ်အတွင်မှာတော့ပြီးခဲ့တဲ့မေလ6ရက်နေ့ကဆန့်ဆွဲကျေးရွာဖက်ကို အင်အား200ကျော်နဲ့စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့်တော်လရင်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ကင်ဒရော့ဝတီထမ်းမြေရုပ်တန်တင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပေးကင်းကြပါစေရှင်။ကျမမွန်ညာမှာပါ။